င်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖော်မော်မျိုးဤသုံးပုံနှစ်ပုံကို KIA ထိန်းချုပ်ထားပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်ဖွဲ့များသည်စစ်ကောင်စီတပ်နှင့်6လကျော်ကြာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးလက်ရှိတွင်မြို့ဤ3ပုံ2ပုံခန့်ကို KIA ကထိန်းချုပ်ထားနိုင်ကြောင်း KIO KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကသတင်းဌာနသို့ပြောကြားပါရယ်ဖြူသူလူထုတွေရှိတဲ့လူနေရပ်ကွက်အများပိုင်းကိုတော့ကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေအုပ်ချုပ်ထားတာရှိပါတယ်။၃ပုံ၂ပုံကတော့ကျွန်တော်တို့အုပ်ချုပ်နိုင်တယ်လို့ပြောလို့ရပါတယ်။စစ်တပ်တွေကတော့သူတို့တပ်တွင်းမှာပဲနေလို့ရတယ် မြို့ပေါ်မှာဘာမှလှုပ်ရှားလို့မရတော့ဘူးဟုဘုံမူကြီးနော်ဘူးကပြောပါတယ်။ဘုံမော်မြို့သိန်းတိုက်ပွဲသည်2024ခုနှစ်ဒီဇင်ဘာ၄ရက်နေ့နနက်9:00နာရီတွင်စတင်ခဲ့ပြီးယခုနှစ်မေလအထိစစ်ကောင်စီတပ်၏အမှတ်8006တန်ချက်ကတရင်တင်ကားတရင်အမြောက်တန်366နှင့်ဘုံမော်လီစိတ်တို့ကို KIA ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုင်နိုင်ခဲ့သည်သို့သောစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ21အပါဝင်စစ်ကောင်စီတပ်စခန်း6ခုထက်မနည်းကိုဆက်လက်သိမ်းပိုက်ရန်ကြံရှိနေသေးသည် ပြီးခဲ့တဲ့မေလ20ရက်နေ့တွင်ဗမော်မျိုးတို့စစ်ကူပိုးလာသည့်စစ်ကောင်စီရဟတ်ရင်နှက်စီအနံတစည်းကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကအသေးခံဒရုန်းများဖြင့်ပစ်ချနိုင်ခဲ့ပြီးနောက်ထပ်ရဟတ်ရင်တစည်းမှာရွှေကူမျိုးအနီးတွင်အရေးပေါ်ဆင်းသက်ခဲ့ရသည်ထို့နောက်မေလ21ရက်တွင် ရင်းရဟတ်ရင်ကိုလည်း KIA ကဖျက်ဆီးနိုင်ခဲ့သည်။လက်ရှိတွင်တော်လရေးတပ်ဖွဲ့များကနောက်ထပ်တပ်စခန်းတင်များသိမ်းပိုက်နိုင်ခြင်းမရှိတော့လဲ။ကြံရှိတပ်စခန်းများအနီးတစ်ဝိုက်တွင်နေစဉ်ဒီပါတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။တိုက်ပွဲတွေကနေတိုင်းရှိပါတယ်။သူတို့ကလည်းလေရင်တွေလက်နက်ကြီးတွေနဲ့နေတိုင်းပစ်တာရှိပါတယ်။ကျွန်တော်တို့ကလည်းတံပြန်တဲ့အနေနဲ့ drone နဲ့ပစ်တာလက်နက်ကြီးငယ်တွေနဲ့ပစ်တာတွေရှိပါတယ်။ဒီကြားထဲစခန်းတွေထပ်သိမ်းတာဘာညာတော့မရှိဘူးပေါ့နော်။ပုံမှန်ပစ်ခတ်မှုတွေကတော့ဆက်ရှိနေပါတယ်ဟုဖုံမူကြီးနော်ဘူးကပြောပါတယ်။ မော်မြို့တွင်တော်လန်ရေးတပ်ဖွဲ့များဆက်လက်သိမ်းပိုက်ရန်ကြန့်ရှိနေသည့်စစ်ကောင်စီတပ်စခန်းများမှစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ21ချီလီယန်တက်ရင်ခလာရ အမတ်940စစ်အင်ဂျင်နီယာတပ်အမတ်933ထောက်ပံ့ပို့ဆောင်ရေးတပ်အမတ်71စစ်မြေပြင်စေတပ်ရင်တပ်မ88လက်အောက်ခံတပ်ရင်းများစသည်တို့ဖြစ်ပါရယ်ဗမော်မျိုးသည်ကချင်ပြည်နယ်၏ဒုတိယမြို့တော်ဖြစ်ပြီး KIA ကဗမော်နှင့်ထိစပ်နေသည့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာမပိန်မြို့ကချင်ပြည်နယ်မှာမိုးမောင်မန်စီမြို့များအပြင်စွန်ဘရာဘွန်အင်ဂျန်ယန်စဒုံချီဖွေးဆော့လော် ဖီမောပန်ဝါဒေါ်ဖုံရန်စင်ပေါ်မြို့လနေဆက်ကုံသွဲရိပ်မြို့လွေကျဲတို့ကိုလည်းတင်ပိုက်ထားပြီးဖြစ်ပါတယ်။အဆိုပါတိုက်ပွဲများကြောင့်ဗမော်မြို့အတွင်ဒေသခံပြည်သူအများစုထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်မြို့ရင်းပြက်စီးမှုများလည်းများပြားနေကြောင်းသိရပါတယ်။ ဆက်လက်ပြီးတဲကုံမျိုးမှာထွက်လာသည့်စစ်ကောင်စီတပ်သားများလိုက်ပါလာသောကားနှစီကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတဲကုံမျိုးမှာထွက်လာသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောကားနှစီကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကြောင်းပြည်ခရိုင်ပကဖမှတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောဆိုပါတယ်။ဇွန်လ17ရက်နေ့နနက်10:15မိနစ်ခန့်တွင်တဲကုံမျိုးမှာထွက်လာသည့်အင်အား90ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောကားနှစီကို တော်လန်ရဲရဲပေါ်များကရုံးပင်တက်ကြီးရွာအနီးရှိဆယ်မြောင်းရေလွတ်ပေါင်ပေါက်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သား၃ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးစစ်တပ်ဦးအပြင်ထံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တဲကုံမြို့ကထွက်ခွာလာတဲ့အင်အား90ခန့်ပါစစ်ခွေးကား၂စီးကရုံးပင်တက်ရွာဆယ်မြောင်းရေလွတ်ပေါင်ကိုရောက်ရှိလာတော့ကျွန်တော်တို့တော်လန်ရဲတပ်ဖွဲ့တွေကမိုင်း၃လုံးနဲ့ဖိုခနောက်ဆိုင်တောင်မှာ အသင့်ဆောင်ဆိုင်နေရာယူပြီးမိုင်းခွင်းနဲ့အယောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးသုံးကောင်နေရာမှာတည်ဆုံနေရှစ်ကောင်ကတော့အပြင်းထန်ထန်ရရတဲ့ဟုပြည်ခရိုင်ပတ်ကဖားမှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတဲကုန်းမြို့နယ်ပတ်ကဖားအဖွဲ့နဲ့ပောင်းနယ်မြို့နယ်ပတ်ကဖားအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိအေယာဝတီမြို့ဘူရာယုံတကြားဆက်နဲ့စာခွန်ဂိတ်တို့တွင်တက်ဆွဲထားသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်ဗမာ၄ဦးတည်ဆုံပြီးကာနစီတိတ်စီ ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းဖြူမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိဇေယဝတီမြို့ဘူရာယုံတကြားဆက်နယ်စားခွန်ဂိတ်တို့တွင်တပ်ဆွဲထားသောစစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးကားနှစ်စီးသိမ်းဆီးရရှိကြောင်းဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမှတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဇွန်လ10ရက်နေ့ည9:45မိနစ်အချိန်ပဲခူးတိုင်းတာငူခရိုင်ဖြူမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိဇေယဝတီမြို့ဘူရာယုံနယ်ဇေယဝတီမြို့အရှိတ်ဘက်တကြားဆက်တို့တွင်ခင်ပုံ းချထားသောစစ်ကောင်စီတပ်သားများကိုဖြူမျိုးနယ်ပါကဖာတိုက်ခိုက်ရေးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအလားတူဇေယဝတီမြို့တောင်ပတ်ရှိစစ်တပ်တပ်ဆွဲထားသောစားခွန်ဂိတ်ကို ထူးမြို့နယ်ပါကာဖာဒရုန်းအဖွဲ့ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိကြောင်းသိရပါတယ်။ဇေယဝတီမြို့ဘူဒါယုံနှင့်တခြားဆက်ရှိစစ်တပ်ကိုထူးမြို့နယ်ပါကာဖာတိုက်ခိုက်ရေးအဖွဲ့ကဝင်ရောက်ဖိကတ်ချိန်တွင်စစ်ကောင်စီတပ်သားများထွက်ပြေးသွားသဖြင့်၎င်းတို့စီနေလာသောအင်စီကနစီကိုထူးမြို့နယ်ပါကာဖာအဖွဲ့မှတင်စီနိုင်ခဲ့ကြောင်းသိရပါတယ်။ထူးမြို့နယ်ဇေယဝတီမြို့ပေါ်ရှိဘူဒါယုံနှင့်တခြားဆက်တွင်အထိုင်ချသောစစ်ကောင်စီတပ်သားများသည်အကြမ်းဖက်တပ်သားစုဆောင်ခြင်းပြည်သူများထံမှငွေကြေးများကို ်မတရားတောင်းယူခြင်းများကိုပြုလုပ်နေကြောင်းစစ်တပ်ကအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့်အကြမ်းဖက်အင်အားစုဆောင်ရာတွင်အသုံးပြုရန်အင်စီကားများကိုစစ်ကောင်စီစီမှအသွင်ပြောင်းထားသူဇေယဝတီတရားဆက်ယုံမှဆက်ယုံမှုဒုဆက်ယုံမှုများကအကူအညီပေးထားကြောင်းဖြူးမြို့နယ်ပကဖကပြောပါတယ် ဆက်လက်ပြီးတဲကုန်းမြို့နယ်တွင်ပြူစောတိအေးကျော်မြင့်ကိုထော်လန့်ရေးတပ်ကဖမ်းဆီးထားစဉ်တနက်လူယူခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးရမှတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတဲကုန်းမြို့နယ်တက်ရွာတွင်နေထိုင်သောပြူစောတိအေးကျော်မြင့်ကိုဖမ်းဆီးစဉ်တနက်လူယူပြီးခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးရာတေဆုံးခဲ့ကြောင်းပေါက်ခေါင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ18ရက်နေ့တွင်ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့က တဲကုံမျိုးနဲ့တက်ရွာတွင်နေထိုင်သောဖြူစောတိအေကျော်မြင့်ကိုတဲကုံမျိုးနဲ့တက်ရွာရွာထိတ်လန်းတနေရာတွင်အရှင်ဖန်စီရမိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သို့ဖန်စီပြည်နောင်တော်လရေးတပ်ဖွဲ့များကဖြူစောတိအေကျော်မြင့်ကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာတဲကုံမျိုးနဲ့အင်မာမျိုးရှိတပ်မ66ဤဖြူစောတိအပတ်စဉ်တည်နှန်းကို2024ခုနှစ်ဇန်နဝါရီလတရက်နေ့တွင်တက်ရောက်ခဲ့သူဖြစ်ကြောင်းဝန်ခံခဲ့သည်ဟုသိရပါတယ်။ထို့ပြင်အေကျော်မြင့်သည်တဲကုံမျိုးရွှေကျိုးပင်ရွာခိတ်တွင် တရက်လောက်ခ6800ကျပ်ဖြင့်ဂိတ်ဆောင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဒိုင်နမိုအင်ဂျင်များဝယ်ယူသူအဖြစ်အသွင်ယူက PDF များနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏လှုပ်ရှားမှုနှင့်သတင်းအချက်အလက်များကိုစုံစမ်းကာအကြံဖတ်စစ်တပ်ကိုသတင်းပေးပို့ခဲ့သည်ဟုထွက်ဆိုခဲ့ကြောင်းသိရပါသည်။အေကျော်မြင့်၏လက်ကင်ဖုံအတွင်း၌လည်းစစ်တင်နယ်များကိုတက်ကြစွာတက်ရောက်ခဲ့သည့်အထောက်အထားများကိုတွေ့ရှိခဲ့ရကြောင်းပေါက်ခေါင်းမှုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါသည်။မေလ24ရက်နေ့မော်လွဲ့တနားီခွဲခန့်အချိန်တွင်ဖြူစောတီအေကျော်မြင့်ကိုတော်လန်ရေးရဲပေါ်များကစစ်ဆေးမှုများထပ်မံပြုလုပ်နေစဉ်လက်နက်ငယ်တစ်လက်ကိုလူ ူထွက်ပြေးပြီးရဲဘော်များကိုပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးစဉ်တည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတာယာဝတီထောင်တွင်နိုင်ငံရေးအကျဉ်းသားဦးကျော်စိုးစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိသဖြင့်ကွယ်လွန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတာယာဝတီအကျဉ်းထောင်တွင် ထောင်နှံစင်နှစ်ချမှတ်ခံရသော နိုင်ငံရေးအကျဉ်းသားဦးကျော်စိုးခေါ်ဦးစော်နှစ်တီထောင်တွင်းစေဝါဆောင်ရှားမှုလုံလောက်စွာမရရှိသဖြင့်နှလုံးရောဂါသွေးရောဂါဝေဒနာတို့ကြောင့်ကွယ်လွန်ခဲ့ရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ထံမှသိရပါတယ်။မေလ23ရက်နေ့နိုင်ငံရေးအကျဉ်းသားဦးကျော်စိုးခေါ်ဦးစော်နှစ်တီထောင်တွင်းစေဝါဆောင်ရှားမှုလုံလောက်စွာမရရှိသဖြင့်ကြာဆုံးခဲ့ရခြင်းဖြစ်ကြောင်းဦးကျော်စိုးသည်2021ခုနှစ်နိုဝင်ဘာလ10ရက်နေ့၌လဲကူးမြို့နယ်လဲကူးမြို့မှရဲစခန်းတွင်အကြမ်းဖက်မှုတိုက် ဖြတ်ရေးဥပဒေပုံမှား90စာမျက်စွဲဖြင့်ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်10နှစ်ချမှတ်ခံရသူဖြစ်ကြောင်း PPNM ထံမှသိရပါတယ်မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင်စေဝါဆောင်ရှောက်မှုလုံလောက်စွာမပေးခြင်းကြောင့်နိုင်ကျင်းအပါအဝင် အကျဉ်းချခံရသူများသည်ယောဂါများဖြစ်ပွားခြင်းစေကူတာခွင့်ဆုံရှုံ၍ယောဂါအခမ်းများပုံမှုဆွရလာခြင်းသိဆုံးသင့်သည့်အခြေအနေမဟုတ်ပါဘဲအသက်ပေးရသည့်အထိဖြစ်ရခြင်းများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်အကျဉ်းထောင်တွင်စေဝါဆောင်ရှောက်မှုမလုံလောက်၍သိဆုံးခဲ့ရသူများသည်ဇွန်လတရက်နေ့အထိ၁၀ဦးအထိရှိခဲ့ပြီးဖြစ်ကြောင်း PPNM ကထုတ်ပြန်